နွေမင်းလာပါနည်းနည်းနောက်ကျသွားပါတယ်ဒီနေ့ကတော့ romantic democracy နဲ့တရားဝင်မှုပေါ်အမြင်များဆိုတာကိုဖတ်ပြခြင်းပါတယ်ဒီစာအုပ်ကိုတဝိုးတန်စာစင်ကထုတ်ဝေထားတာဖြစ်ပြီးတော့ဆရာဆန်းစာဆောင်တွေကရေးသားပြီးတော့မှဆမပြူကတီးဖြတ်ထားတဲ့စာအုပ်ပဲဖြစ်ပါတယ်ဒီစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရင်ဆရာနဲ့ဆရာမတို့နဲ့တကွာသက်ဆိုင်သူများအားလုံးဆရာမခွင့်ထောက်လိုက်ပါတယ်ရှင် ဒီစာအုပ်ကဒီနေ့မှာတော့အခန်း6ကိုဆက်ပြီးဖတ်ပြမှာဖြစ်ပါတယ်။အခန်း6 Federal Democracy စနစ်နဲ့ Democracy အတွက်ခြေညှိချက်များရှေ့ခန်းများတွင် Democracy စနစ်အတွင်းမှာအချက်အလက်များကို၎င်းတရားဝင်မှုအကြောင်းကို၎င်းဒေါ်လာရင်းများနဲ့လူမှုပြောင်းလဲများသည်တရားဝင်မှုအားစင်ခေါ်၍ဒီမိုကရေစီစနစ်အားထူထောင်ရန်ကြိုးပမ်းနိုင်ခဲ့ပုံကိုလေ့လာခဲ့ပါသည် အခုခန်းတယ်ပရဇနစ်ဒီရင်ဒီမိုကရေစီစနစ်အတွင်းမှအဆက်အသွယ်များကိုညှိနှိုင်းဖြည့်ဆည်းရန်၃နိုင်ပုံကိုဆွေးနွေးလိုပါသည်ဖက်ဒရယ်စနစ်သည်လည်းလူတို့တည်ဆောက်သောစနစ်ဖြစ်သည့်အတွက်လူတို့ကောင်းသလောက်သာကောင်းနိုင်သည့်စနစ်ဖြစ်ပါသည်ဖက်ဒရယ်စနစ်တွင်လည်းမိမိတို့မိသည့်လိုလာချက်နှင့် ်ရည်သည့်အထိအဆက်မျိုးကိုဖြည့်ဆွတ်တိဆောက်လို့ကြောင်းကို ရှင်းလင်းရမည်ဖြစ်လျာခြင်းကြီးချက်များကိုစိတ်တွင်ရှင်းလင်းနေရလိုပါသည်မြန်မာနိုင်ငံသည်လွတ်လပ်ရေးကြိုးပမ်းစဉ်ကလေးကပြည်ထောင်စုဖက်ဒရယ်စနစ်မျိုးဖြစ်လာရန်ရည်ရွယ်ခဲ့သည်သို့သော1900၄၀ုံဖွဲ့စည်းပုံနဲ့မူတပြည်တော်ဆန်သွားပြီးဖက်ဒရယ်စစ်စစ်မဖြစ်ခဲ့ပေလွတ်တော်ရင်အာနာ ထို့တော်ရင်အာနာခွဲဝေရေးဆိုင်ရာဆွေးနွေးမှုများရှိခဲ့ပြီးဖက်ဒရယ်ပြည်ပတတ်ဖြစ်တည်ရေးလှုပ်ရှားခဲ့သည်။ဗမာပြည်မမအာနာနှင့်တရားဝင်မှုကိုပဟိုစုစည်းခြင်းကြီးမားလာသည့်အတွက်ကြောင့်တောင်ကြီးညီလာခံတွင်ဗမာပြည်မ၏အာနာလက်တံများကိုချုပ်ကာအမျိုးသားပြည်နယ်များနှင့်အတန်းတူကိုချမကိုဖန်တီးခွင့်အဆင့်အတန်းတူရန်ရှစ်ပြည်နယ်မှုကိုဆွေးနွေးခဲ့တော်လဲအာနာသိန်းကောက်ချင်မှုကိုခံလာရသည် ြည်မနိုင်ငံဓမ္မရိမူလယီမှန်ချက်မှာအာနာနှင့်စုစည်းမှုပုံပေါ်တွင်ဗမာပြည်မရှိရန် Center of Unity and Leadership ဖြစ်သည်ဟုဝိဒူရာတခင်ချမကနောက်တွင်ရှင်းပြခဲ့ပါသည်စစ်အာဏာသိမ်းပြီးဗမာတော်လှန်ရေးပင်မဗမာပြည်ကွန်မြူနတီပါတီကလည်း Democratic ဘဟုချုပ်ကံမူဝါဒကိုပင်ဆက်လက်သုံးဆက်သည်မှာနောက်ဆုံးမြေအောက်ရောက်သွားသည့်အချိန်ဖြစ်သည် ဒိုင်းသားတို့၏ Federal အိမ်မှမှာ190ကျားသွားပြီးနွေဦးဒေါ်လန်ရေးတွင်စစ်တပ်ကဗမာနိုင်ငံရေးသမားများပါ Federal ကိုအတန်ပြုတ်လာသည့်တို့ရောင်တွင်မြည်သည့်ပုံစံ Federal စနစ်ကိုရှင်းသုံးလိုသည်မည်သို့အာဏာခွဲဝေလိုသည်ဆိုတာကတော့မတူသေးချေဖက်ဒရယ်စနစ်ဆိုဒီမှာနိုင်ငံရေးအာဏာကိုဖက်ဒရယ် ပြည်တော်စုအစိုးရနဲ့ပြည်내ကန်တုံလန်တာခရိုင်ကြီးများကဲ့သို့ Federal Unit များ၏အစိုးရများခွဲဝေအုပ်ချုပ်သောစနစ်ဖြစ်သည်ထို့ကဲ့သို့အာဏာကိုဖျက်ဝေထားသောစနစ်တွင်အာဏာပိုင်ဆိုင်မှုနှင့်တာဝန်ရှိမှုအကြားမျှတဖြစ်စေနိုင်သည့်အတွက် Modern Kit Democracy များတွင်တွေ့ရတတ်သည့်စင်ခေါ်မှုများကိုဖြည့်ရှင်းနိုင်သည့်စနစ်တစ်ခုဖြစ်ပါသည်ခေတ်သစ်ဖက်ဒရယ်စနစ်များသည်ဒီမိုကရေစီနှင့်ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်တွင်သာတည်ဆောက်ကြသည် Cheru မြဝေအုပ်ချုပ်မှုနှင့် Chefru ကိုယ်ပိုင်အုပ်ချုပ်မှုဟုခေါ်သော အနှစ်အသာသဘောတရားနှစ်ခုရှိသည် Cheru ဆိုသည်မှာပြည်တော်စု ဆိုရနှင့်ဒေသဆိုရများအာဏာခွဲဝေပေးသည့်သဘောဖြစ်သည်ဆိုလိုသည်ကထိုအစိုးရနှစ်ရလုံးတွင်နိုင်ငံလဲပတ်နေပုံကိုအတိုင်းအတာတစ်ခုထိတည်ရောက်နိုင်စွမ်းရှိသည်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုသည်ကတော့ဒေတာယူနစ်အစိုးရများသည်မိမိဒေတာရေးရများကိုမိမိတို့ဘာသာထိန်းချုပ်နိုင်သည့်သဘောဖြစ်သည် အဟုအမျိုးသားဖက်ဒရယ်စနစ်မာတီနေရှင်နယ်ဖက်ဒရယ်လစ်စင်တွင်ဒီမိုကရေစီစနစ်၏စိန်ခေါ်မှုများကို ကောင်းမွန်စွာဂိုင်တွင်နိုင်သည့်မူပါများဖော်ဖော်တည်တည်တွေ့ရသည်အမျိုးသားလူထုများသို့မဟုတ်ရင်ချင်းမှုစုစုများကိုကိုစားပြုရာဒေသများမှဇိုးရဖွဲ့မှုများနှင့်ဖက်ဒရယ်ဇိုးရများကြားအနာခွဲဝေသော စနစ်ဖြစ်၍ပဟုအမျိုးသားလူမျိုးစုံဖက်ဒရယ်စနစ်တွင်ဒီမိုကရေစီစိန်ခေါ်မှုများဖြစ်သည့်နိုင်ငံသားတို့ ဒီမိုကရေစီဤနိုင်ငံသားတို့ပါဝင်မှုချုပ်ငုံမိမှုကိုစားပြုမှုရွေးကောက်ပွဲစနစ်ကိုအတင်းပြနိုင်မှုလွတ်လပ်သောအင်စတီကျူရှင်းများ၏ပါဝင်နိုင်မှုနိုင်ငံရေးတွင်ပတ်စံလွှမ်းမိုးမှုကိုရှင်းချနိုင်မှု ဝင်လင်းမြင်တာမှုနှင့်တာဝန်ခံမှုတို့ကိုပြင့်တင်နိုင်မှုစသည်တို့ကိုကင်တွင်နာမည် ထူးခြားသည့်အခွင့်အလမ်းများရှိသည်နိုင်ငံတစ်ခုရှိပတူညီသောအုပ်စုများကိုကိုယ်ပိုင်ပြဌာန်းခွင့်ရှိစေရန်ကူညီပေးနိုင်သည်ဗဟုအမျိုးသားဖက်ဒရယ်စနစ်အနေဖြင့်ပတူညီသောအုပ်စုများကြားတင်းမာမှုများကိုရှော့ချပေးရန်ကူညီပေးနိုင်ပြီးပဋိပက္ခများကြီးကြွားအောင်မိထုတ်ပေးရန်ပိုခက်ခဲသွားစေသည် ထို့ပြင်ဘဟုအမျိုးသားဖက်ဒရယ်စနစ်သည်မတူညီသောအုပ်စုများအတွက်ဆွေးနွေးစရာရပ်ဝန်တစ်ခုပေးဆွနိုင်ပြီး၎င်းတို့၏ကွဲပြားမှုများကိုဆွေးနွေးနိုင်သည်၎င်းသည်ပတူညီသောအုပ်စုများကြားယုံကြည်မှုနှင့်နားလည်မှုတည်ဆောက်ရန်ကူညီပေးနိုင်ပြီးပဋိပက္ခများမဖြစ်ပွားစေရန်လည်းကူညီပေးနိုင်ပါသည်။ကိုစားပြုမှုနှင့်ပါဝင်နိုင်စွမ်းကိုမြင့်တင်ခြင်း။ဗဟုမျိုးသားဖက်ဒရယ်စနစ်တွင်ဒေသဆိုင်ရာအစုအဖွဲ့များသည်သက်ဆိုင်ရာမျိုးသားလူထုသို့မဟုတ် ယဉ်ကျေးမှုအစုများ၏တိကျလိုအပ်ချက်များနှင့်ယဉ်ကျေးမှုဆိုင်ရာအခြေအနေများကိုညှိကောင်းအဝင်ဝင်ကြဖြစ်သောပြည်တွင်းနေတိပညာ၏အစီအစဉ်များကိုတည်ဆောင်းရေးဆွဲရေးအတွက်ပြည်တွင်းနေတိပညာ၏အစီအစဉ်များကိုတည်ဆောင်းရေးဆွဲရေးအတွက်ပုံမှန်ကောင်းမွန်သောကိုယ်ပိုင်အုပ်ချုပ်ခွင့်အရာရှိနိုင်သည့်ဤဘောချုပ်ကံမှုလျှော့ချခြင်းသည်မတူကွဲပြားသော ရှုထောင့်များနှင့်တမိုင်းကိုပါဝင်စေနိုင်ပြီးနိုင်ငံများသားများအကြား ိုင်ငံသားများအကြားတက်ဆိုင်ချိတ်ဆက်သည့်ခံစားမှုနှင့်ထိတွေ့ဆက်ဆံမှုကိုမြင့်တင်ပေးနိုင်သည်ဒေတာရှိ လူတို့ကိုချိတ်ဆက်သည့်စနစ်ဖြစ်သည့်အတွက်ရရွာလူတို့အခြေပြုသည့်လှုပ်ရှားမှုများမဲဆန္ဒရှင်စည်ရင်းသွင်းခြင်းဆိုင်ရာတွန်းအားပေးမှုများနှင့်လူတို့အလို့ရောဆွေးနွေးပွဲများမှတက်ဆင့်ဒေတာခံနိုင်ငံသားများအားတက်ကြွစွာထိတွေ့ဆက်ဆံရန်အတွက်ဒေတာဆိုင်ရာအစိုးရများကိုတွန်းအားပေးပါသည် ဒေတာအဆင့်ဆုံးဖြတ်ချက်ချသည့်လုပ်ငန်းစဉ်တွင် နိုင်ငံသားများပါဝင်ခြင်းဖြင့်ဘဟုအမျိုးသားဖက်ဒရယ်စနစ်သည်ပို့ပိုတက်ကြွပြီးပါဝင်ပတ်သက်တတ်သည့်နိုင်ငံသားဖြစ်သည့်မှုကိုတုံ့ပြန်စေပါသည်။မူဝါဒတည်ထွင်စံတင်မှုနှင့်ချိန်ညှိနိုင်မှုကိုမြင့်တင်ခြင်းကြီးမားပြီးမတူကွဲပြားသောနိုင်ငံတစ်ခုတွင် ဘုံဦးစီးအစိုးရကြီးသည်ဒေသဆိုင်ရာစင်ကာပူများနှင့်ပေါ်ပေါက်လာသောပြဿနာများကိုနှိမ့်များစွာတုံ့ပြန်ရန်တော်ကြိုးစားရနိုင်သည်ဖက်ဒရယ်စနစ်သည်ဒေသဆိုင်ရာအစိုးရများကိုဒီမိုကရေစီ၏တက်ခွဲကံများဖြင့်လှုပ်ဆောင်နိုင်စေက၎င်းတို့၏တည်ကြားခြေနေများနှင့်ကန့်ညီသောစံသစ်တီထွင်မှုမူဝါဒများကိုစံသက်ခြင်းနှင့်အကောင့်ထည့်ပေါ်ခြင်းတို့ကိုပြုလုပ်နိုင်စေသည်ထို့နောက်အမြင့်သောမူဝါဒများကိုအခြားပြည်နယ်သို့မဟုတ်ဖက်ဒရယ်ယူနစ်များက လက်ခံကျင့်သုံးနိုင်ရာဒီနေ့များကြားလိလာတင်ယူမှုကိုမြင့်တင်ကအလျော်ညီတွေရှိသောမူဝါဒအတိုးလျှော့ချိန်ကြီးတည်ရင်ကျေးမှုကိုမွေးမြူတာမည်ဖြစ်သည်။ပါဝင်နိုင်မှုနှင့်ကိုစားပြုမှုကိုမြင့်တင်ခြင်းဘဟုအမျိုးသားဖက်ဒရယ်စနစ်တစ်ခုတွင်လူအတိုင်းဝိုင်းတွင်ပြန့်နှံ့တည်ရှိသောမတူကွဲပြားသည့်လူမှုပုံရိပ်များကိုအတိအမှတ်ပြုရပါသည်။ဒေတာစုဖွဲ့မှုများအာတိတာထင်ရှားသော ဆုံးဖြတ်ချက်ချခွင့်အာဏာပေးအပ်ခြင်းဖြင့် ဘာဟုအမျိုးသားဖက်ဒရယ်စနစ်သည်ကိုစားပြုမှုနယ်ပါသော အုပ်စုများ၏အသညုံများပေါ်သို့တက်ရောက်စေနိုင်သောမူပါဒများကိုပုံဖော်ရာတွင်သူတို့ကိုယ်တိုင်ပါဝင်သောကောင်းမွန်သည့်ပြောဆိုပိုင်ခွင့်များအခြေခံစေပါသည်ထိုကဲ့သို့ပါဝင်နိုင်ခြင်းသည်အောက်ချုပ်ရေးအပေါ်မိမိတို့ကိုယ်တိုင်ပြုပြင်ပိုင်ဆိုင်နိုင်သည်ဟုသောအတိတရား ownership sense များကိုတိုးပွားစေပြီးပူပေါင်းပါဝင်မှုကိုအားပေးသည်သို့သောစီရင်ပိုင်နှင့်များအကြာမညီညွတ်မှုများနှင့်ရှုပ်ထွေးမှုများလည်း ရှိနိုင်ပါသည်ဒေတာယူနီများတွင်လောက်ကန်နေသောနိုင်ငံသားများနှင့်စီးပွားရေးလုပ်ငန်းများအတွက်ရှုပ်ထွေးမှုများကိုဖြစ်စေနိုင်သည်ရန်ပန်ရန်ကားတွင်ယင်းနှမြုံနယ်မှုကိုဆွဲဆောင်ရန်အတွက်အောက်ခြေပြန်ဆိုင်မှုကိုဖြစ်ပေါ်စေပြီးတဘာဝပတ်ဝန်းကျင်ကာကွယ်ရေးအလုပ်သမားခွင့်ရခဲ့သူတို့ကဏ္ဍများတွင်စံနှုန်းများလျှော့ချမှုများကိုတွေ့ရနိုင်သည်သို့တော်လည်းအသာတိအချက်မှထိခိုက်ပျက်စီးမှုဖြစ်လာလျင်ယင်းယူနီများမှအခြားယူနီများသို့အလွယ်တကူမပြောင်းနိုင်နိုင်ပါ ရွှေကပွဲစနစ်များပြုပြင်ပြောင်းလဲခြင်းမြို့သားလူလူဆောင်ဘဟုမြို့သားဖက်ဒရယ်စနစ်တွင်မတူညီသောဒေတာများအနေဖြင့်ဆိုင်းယာမြို့သားလူလူ၏ဦးစားပေးမှုများကိုအကောင်းဆုံးထင်ရှားစေသည့်ရွှေကပွဲစနစ်များလက်ခံ၍ကျင့်သုံးနိုင်သည်ဤပြောင်းလဲပြင်လဲမှုသည်ဒေတာတစ်ခုစီ၏ရွှေကပွဲစနစ်အနေဖြင့်ဆိုင်ယာနိုင်ငံသားများ၏ခြေနေရပုံကိုယ်စားပြုနိုင်သည့်မတူညီသောမဲပေးနည်းများအသုံးချရန် ဆန့်သက်ခွင့်ရစေသည့်တနည်းဆိုအားဖြင့်ပြည်နယ်များသည့်ဒီမိုကရေစီ၏ဆန့်သက်ခံများဖြစ်လာသည်။ပြည်လန်ထိန်းချောင်းသောဘာရရှင်တန်ဖွင့်ပြနိုင်သည့်ဒီမိုကရေစီနောက်ထပ်အလွန်အရေးကြီးသောအချက်မှာဇိုးရိုက်၏အာနာဘောထိရောက်သောစစ်ဆေးထိန်းချောင်းမှုများရှိနေခြင်းပင်ဖြစ်သည်။ပေါင်းဖြစ်သော အာနာစုခွဲမှုနှင့်ဒေတာဆိုရများကြောင့်အာနာကိုခွဲဝေထားသောကြောင့်ဖက်ဒရယ်စနစ်သည်ပြန်လည်ထိန်းချောင်းတက်သည့်စနစ်တရက်ကိုမွေးရပါနေဖြင့်ထူထောင်နိုင်သည် ဤအနာခွဲဝင်မှုသည်မြည်သည့်အစိုးရအစင်မစိုးအနာအလွန်ကြုံဆုပ်ကံပြီးတာဝန်မယူမှုမဖြစ်စေရန်ကာကွယ်ပေးသည်ထို့သောသောအပြန်အလှန်ထိန်းချုပ်မှုများသည်အစိုးရတစ်ခုခု၏အနာလွဲသုံးဆောင်မှုများမှ တားမြစ်နိုင်ရာ အုပ်ချုပ်ရေးတွင်တာဝန်ခံမှုကိုမြင့်တင်နိုင်သည်လူထုခြေပြုတွင်မြင်များကိုအားပေးခြင်းဗဟုမျိုးသားဖက်ဒရယ်စနစ်သည်မျိုးသားဒေသတွင်မတူကွဲပြားသောနိုင်ငံ၏အမြင်နိုင်ငံ၏အတွေးများကိုအားပေးအားမြှုပ်သည် နိုင်ငံသားများအနေဖြင့်အပြုသဘောဆောင်သော အပြန်အလှန်အခြေအတင်ငင်းခုံမှုများတွင် ပါဝင်နိုင်ပြီးမတူကွဲပြားသော အမြင်ရှုထောင့်များကြားနားလည်မှုဖြင့်တင်နိုင်သလိုဘူပေါင်းဆောင်ရွက်မှုနှင့်တားဆတာဖြစ်မှုကိုမြင့်တင်နိုင်သည့်အဝင်းချင်းများကိုတိစောက်နိုင်ရေးဒေသအစိုးရများကလှုံ့ဆော်ကြရန်အားပေးသည်ပွင့်လင်းမြင်သာမှုနှင့်တာဝန်ခံမှု လူမျိုးစုဖက်ဒရယ်စနစ်တွင်အစိုးရလုပ်ငန်းစဉ်များ၏ပွင့်လင်းမြင်သာမှုသည်အရေးကြီးဆုံးဖြစ်သည်ဒါဒေတာအစိုးရများသည်ပွင့်လင်းမြင်သာမှုနှင့်ပြည်သူတို့လက်လံမိစေနိုင်မှုကိုဦးစားပေး၍လောက်ဆောင်နိုင်ပြီးနိုင်ငံသားများထံသို့မူဝါဒဆိုင်ရာဆုံးဖြတ်ချက်များနှင့်ဆုံးဖြတ်ရသည့်ရင်းခံအကြောင်းတရားများကြောင်းရောက်ရှိအောင်အသည့်ပေသည့်အလုပ်ကိုကောင်းစွာလုပ်နိုင်စေသည်ထို့ပွင့်လင်းမြင်သာမှုသည် ဒီမိုကရေစီဖွဲ့စည်းများပေါ်လူထုယုံကြည်မှုကိုခိုင်မာစေရာတွင်ရေးပါသောခံကဏ္ဍမှပါဝင်သည့်ထို့ပြင်ဖက်ဒရယ်စနစ်တွင်ပြည်내များသို့မဟုတ် KIG များသည်အတိုင်းမျိုးများ၏တိချလိုအပ်ချက်များနှင့်လိုလားချက်များကိုဖြည့်ဆည်းပေးသည့်ဥပဒေများနှင့်မူဝါဒများကိုဖန်တီးရန်အခွင့်အာဏာရှိသည် ဘဝချုပ်ကံမှုလျှော့ချထားသည့်ထူအနာများသည့်ဒေတာဆိုင်ရာအကျိုးစီးပွားများလူထုရင်ကျင်းမှုများနှင့်တရုတ်တက္ကံတဘာဝများပုံပုံကိုစားပြုခွင့်ရခြင်းဖြင့်အလုံးပါဝင်နိုင်သည့်ဒီမိုကရေစီလုပ်ငန်းစဉ်ကိုလက်ကူကြောင်းဝေစေသည် နိုင်ငံရေးတွင်ငွေကြေး၏လမ်းမမှုကိုရှော့ချခြင်းဗဟုမျိုးသားဖက်ဒရယ်စနစ်သည်ဒေသခြေပြုတမျိုးလူထုစုဖွဲ့မှုများအား၎င်းတို့၏တခြားအခြေအနေများနှင့်အဝင်ခွင့်ကြဖြစ်စေရန်စီယုံလောက်စော်ရေးကမ်ပိန်းများအတွက်အသုံးပြုသောဗန်နာရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုများကိုပြုလုပ်ရန်နှင့်လော်ဘီလုပ်ရာတွင်လိုက်နာရမည့်စီမင်းစည်းကမ်းများကိုပြတန်းခွင့်ရှိစေနိုင်သည်နိုင်ငံရေးတွင်ငွေကြေးလမ်းမမှုကိုကန့်သတ်ခြင်းဖြင့်ဒေသဆိုင်ရာအစိုးရများသည် ဒီမိုကရေစီလုပ်ငန်းစဉ်တွင်တရားမျှတပြီးတာဝန်ကြီးများကိုစားပြုမှုကိုမြင့်တင်ပေသည်အမေရိကန်ကဲ့သို့သောနိုင်ငံကြီးများတွင်နိုင်ငံရေးသမားများနှင့်ပါတီများကိုပတ်စံပေးကာနိုင်ငံရေးကိုလွှမ်းမိုးရန်ပြုလုပ်ကြသည့်ပြဿနာကြီးကြီးမားမားရှိနေသည်ဒီမိုကရေစီနောက်ပြန်လည်ကြောင်းမှုကိုခုခံကာကွယ်ခြင်းကောင်းဆောင်များသို့မဟုတ်နိုင်ငံရေးပါတီများသည့်အာဏာကိုစုစည်းရန်လုပ်ရာမှာဒီမိုကရေစီစည်းမျဉ်းများနှင့် institution များကိုပြတ်ပြားစေသည့်အခါ ဒီမိုကရေစီနိုင်ငံရေးများသည့်နောက်ပြန်ဆောင်နိုင်သည့်ပြဿနာရှိသည်ဖက်ဒရယ်စနစ်တစ်ခုအတွင်းအစိုးရဆင့်များ၌အစိုးရအဆင့်များ၌အခွင့်အာဏာများခွဲပေးခြင်းသည်ဖြစ်လာနိုင်သည့်ဒီမိုကရေစီအားအပြော့ပုံပြတ်ခြင်းအတွက်အကာအကွယ်တစ်ခုဖြစ်နိုင်သည် မတူကွဲပြားသောပြည်နယ်ခရိုင်များ၏စိုးရွားများရှိနေခြင်းသည်ဘောချောက်ကံပြီးအာနာစုစည်းမှုကိုစောင့်ကြည့်နိုင်သည့်သဘောဖြစ်နိုင်ရာကောင်းဆောင်ကြီးတို့သို့မဟုတ်ပါတီတစ်ခုမှဒီမိုကရေစီစံနှုန်းများကိုပြတ်ပြားသွားစေရန်ခက်ခဲစေသည်ဘုံဟုအမျိုးသားဖက်ဒရယ်စနစ်သည်စိုးရွားနေပြင်းမည်သို့လှုံ့ဆော်ရမည်ကိုလူတိုင်းတွင်ထောက်ပြပါဝင်ခွင့်ရှိစေသည်လူများအလွန်အမင်း အုပ်စုကွဲပြားခြင်းမှတားဆီးရန်နှင့်လူနည်းစုအုပ်စုများ၏ခွင့်ရများကိုကာကွယ်ရန်လည်းကူညီပေးနိုင်သည် လူမျိုးစုံဖက်ဒရယ်စနစ်သည်ဒီမိုကရေစီအားကောင်းရှင်သန်ရေးအတွက်အထောက်အကူပြုသည်အကြောင်းမှာထိုစနစ်သည်လူမျိုးလူနည်းစုများနှင့်လူနည်းစုအခွင့်အရေးများကိုကာကွယ်ရန်နှင့်နိုင်ငံသားများ၏ဆိုရတွင်ထောက်ပြပြောဆိုခွင့်ရှိစေရေးတို့အတွက်ဘူပေါင်းတစ်ခုတိစောက်ပေးနိုင်သောကြောင့်ဖြစ်သည်ဂျင်းကဒီမိုကရေစီစံနှုန်းများနှင့် institution များပြတ်ပြားခြင်းကိုတားဆီးရန်ထောက်ကူပြုနိုင်သည်နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ဒီမှာတူတက်ပါ ီနေ့တက်တာကိုအားလုံးကိုကျွန်တော်ပြီးရန်တောက်ဆက်ခွင့်ပြုပါနော်အားလုံးပဲတက်တာပါ